Jenny Crane, Sarah Crane. တော်တော်မီမီတို့ကိုအခုပြောပြမယ့်အကောင်ကတော့ဂျိုးကြငှက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ကြိုးကြငှက်ဆိုတာအလားပါဆုံးငှက်တစ်မျိုးဖြစ်ပါရဲ့တဲ့ကြိုးကြတွေဟာခြေတန်းရှည်ရှည်ရှိတယ်ရှည်ပြားပြီး ချောမွတ်တဲ့လေပင်လေးရှိတယ်အမွှေးနှစ်ထပ်နဲ့ဖလားပစွာပြန်တန်းနိုင်တဲ့ငှက်အကြီးမျိုးဖြစ်ပါရဲ့တဲ့ကြိုးကြတွေဟာအရန်ကုန်မှချစ်တတ်တဲ့တတဝါတွေဖြစ်ပါရဲ့တဲ့သူတို့ဟာတသက်လုံးအတွဲလိုက်နေထိုင်တတ်ပြီးမိသားစုကိုအလွန်ချစ်တတ်ပါရဲ့တဲ့ ဒါကြောင့်သူတို့ကိုအချစ်မြက်လို့တင်စားပြီးခေါ်ဝေါ်ကြပါတယ်တဲ့။ကျိုးကြောင်ရဲ့အတန်ဟာကျေလောင်ပြီးထူးခြားတဲ့အတန်ရှိပါတယ်။အဲ့ဒီအတန်ကြောင့်မြန်မာလိုကျိုးကြလို့နာမည်ပေးခဲ့တာပါတဲ့။ကျိုးကြောင်ရဲ့ဟာရေရှိတဲ့နေရာမှာအများဆုံးနေပါတယ်။ဒီကန်စိတ်ဆန်းမြေချောင်းနေ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 မှာနေထိုင်ကြပါတယ်တဲ့။ကျိုးကြောင်ညက်တွေစားတာကတော့ငားတို့ပိုးမွှားတို့ပဲဖြစ်ပါတယ်တဲ့။ကျိုးစာငယ်ရဲ့ပုံကိုကံကောင်းခြင်းအသက်ရှိခြင်းရဲ့သင်္ခေတဖြစ်လဲသတ်မှတ်ကြပါလေတဲ့ ကဲအခုဂျိုးကြချောင်းပြပြီဆိုတော့မိကုံးလေးတွေဖျားဂျိုးကြကဘာမျိုးတွေဝင်တတ်တော်လဲတဲ့ဂျိုးကြကငှက်မျိုးတွေဝင်နဲ့ဂျိုးကြကကြောင်မျိုးတွေဝင်သုံးဂျိုးကြကငါးမျိုးတွေဝင်ငှက်မျိုးတွေဝင်ဆိုရင်တော့အဲ့ဒါလေဂျိုးကြကငှက်မျိုးတွေဝင်ဖြစ်ပါတယ်ကဲနောက်ထပ်အကောင်းကြီးတွေကြောင်းဆန္နာထောင်ရအောင်နော် woodpecker သာသမီမိတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့တစ်တောက်ငှက်ပဲဖြစ်ပါတယ်။တစ်တောက်ငှက်ဆိုတာငှက်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။သူ့ကိုဘာလို့တစ်တောက်ငှက်လို့ခေါ်ရလဲဆိုတော့တစ်တောက်ငှက်မှာတန်မာတဲ့အဆွဲလိုနှုတ်ပြီးရှိပြီးတစ်သားတွေတစ်လုံးတွေကိုတုတ်တုတ်တုတ်နဲ့မြင်အောင်ခောက်နိုင်တဲ့ဇာရင်ရှိလို့ပါတဲ့။ တတောင်းရက်တွေရဲ့အမွေးတောင်ဟာအောင်ဆုံးပြီးလှပရဲ့အထူးသဖြင့်အနီအဝါနဲ့အစိမ်းရောင်တွေရှိတတ်ပါတယ်တဲ့။နောက်ပြီးတတောင်းရက်တွေရဲ့ရှာကရှည်ပြီးတော့ပျော့ဖက်ဖက်လေးဖြစ်တာကြောင့်တစ်ခေါင်းအတွင်းမှာပုံနေတတ်တဲ့ပိုးကောင်လေးအင်းဆက်တွေကိုလေတကူဖမ်းယူစားသုံးနိုင်ပါတယ်တဲ့။တတောင်းရက်ကအင်းဆက်ပိုးမွားရဲ့အပြင်တတိယလိုလည်းစားသုံးတဲ့အမှတ်တမျိုးဖြစ်ပါတယ်။တက်တောင်ငတ်တွေကိုတောတွေဥယျာဉ်တွေနဲ့သစ်ပင်များတဲ့နေရာတွေမှာတွေ့နိုင်ပါတယ်။ သူတို့ဟာတစ်ပင်အချောင်းတွေထဲမှာအတိုက်လုပ်ပြီးနေထိုင်ကြပါတယ်တဲ့။တတောင်ငှက်တွေရဲ့အတန်ကတုတ်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 ဆိုပြီးတော့ညီပါတယ်တဲ့။အဲ့ဒီအတန်ကတစ်ပင်ကိုနှုတ်သီးနဲ့ခောက်တဲ့အခါမှာထွက်လာတဲ့အတန်ဖြစ်ပါတယ်။ဒီလိုအတန်ပေးခြင်းဟာတစ်ခါတလေတခြားသူတို့ဖြက်ကြည့်တဲ့ငှက်တွေကသူတို့ကိုအနေပြုတဲ့အခါမှာအတန်ပေးပြီးခြောက်လန့်တဲ့အချိန်မှာလည်းပြန်ပြီးတော့သုံးပါတယ်တဲ့။တတောင်ငှက်လေးတွေရဲ့အရေးပါမှုကတော့တတောင်ငှက်လေးတွေကတစ်ပင်တွေကအိုးမွှားတွေကိုစားတောက်ပြစ်တဲ့အတွက် တစ်ပင်တွေကိုကျန်းမာစေပါတယ်တဲ့။ဒါကြောင့်သူတို့ကိုတစ်တော့ရဲ့ဆရာဝန်တို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်တဲ့။ဒီငှက်လေးတွေကသဘာဝအတွက်အရန်ရှိပါရဲ့အတွက်သူတို့ကိုကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်နော်။ကဲအခုတစ်တောက်ငှက်လေးတွေအကြောင်းပြပြီးဆိုတော့မိကုံးလေးတွေဖြည့်ကြည့်ရအောင်။တစ်တောက်ငှက်ရဲ့အထူးစွမ်းရည်ကပါလေ။ဒဲရေကူးနိုင်တာ။နဲသစ်သားကိုနှုတ်သီးနဲ့အသံမြေအောင်ခောက်နိုင်တာ။၃အပြေးမြန်တာ။ ဟုတ်ပါတယ်တက်တောင်းငယ်ရဲ့အထူးဆွမ်းနေတာတော့ကိုသားတွေကိုအဆန်မြေကိုခောက်မှာလို့ဖြစ်ပါတယ်။အဲနောက်ထပ်အကောင်လေးတွေအကြောင်းကိုဆက်ပြီးနားထောင်ရအောင်နော်။ W Sparrow တသမီမီတို့ရေဒီနေ့တသမီမီတို့ကိုပြောမယ့်အကောင်လေးကတော့စာကလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။စာကလေးတွေကတော့တသမီမီတို့အရင်းနှီးသားအကောင်လေးဖြစ်မှာပါ နေ့တိုင်းအိမ်ပြင်မှာပစ်စီပစ်စီနဲ့လမ်းလာအော်တက်တဲ့အကောင်းကြီးတွေဆိုတော့တော်တော်များများတော့အမြင်အမြင်တွေ့နေကြအကောင်းကြီးတွေပဲเนาะ။ကဲစာကလေးတွေကလူတွေနဲ့အတူတူနေထိုင်တတ်တဲ့ငှက်ကလေးတွေဖြစ်ပါတယ်တဲ့။စာကလေးတွေကလူတွေနဲ့အတူတူနေရတာကိုကြိုက်နဲ့တတ်တယ်။အိမ်တွင်အဆောက်အဦတွေရဲ့အမိုးအောက်တစ်ပင်အခက်တွေမှာအတိုက်လုပ်လို့ရှိပါတယ်တဲ့အကောင်လေးတွေကတင်းငယ်ပြင်မဲ့အတန်ကတော့ကျေပါတယ်တဲ့ သူတို့ရဲ့ပิจิပิจิဆိုတဲ့အတန်လေးတွေကမနှက်ဆောဆောမှလည်းကြားရလိရှိပါရဲ့တဲ့ညဘက်သူတို့အိတ်တန်းတက်တဲ့အချိန်တွေမှာလည်းကြားရလိရှိပါရဲ့တဲ့စာကလေးမှာ အထီးတွေကပို့ပြီးတော့အတန်ကျဲကျဲနဲ့သစင်းဆိုတတ်ကြပါရဲ့တဲ့စာကလေးတွေအတောင်မဟာတူတောင်းမိမဲ့စက္ကန့်အနည်းငယ်အတွင်းတနာယီကို -10 အထိမြန်မြန်ပြန်သန်းနိုင်ပါရဲ့တဲ့စာကလေးတွေဟာစပါးစိဂျုံစိတွေကိုကြိုက်နှက်တတ်ပြီးသူတို့ရဲ့ကလေးငယ်တွေကိုကြွေးဖို့ ိုးမွှားကောင်လေးတွေကိုလည်းခံယူကြပါတယ်တဲ့စာကလေးတွေဟာအုပ်စုလိုက်နေထိုင်တတ်ကြရဲ့သူတို့ဟာဆယ်ကောင်ကနေအကောင်20လောက်အုပ်စုဖွဲ့နေထိုင်ရေးရှိပါတယ်တဲ့ညဘက်မှာလည်းအတူတူစုပြီးအိတ်ဆက်ကြပါတယ်တဲ့ စာကလေးတွေဟာနှစ်နှစ်သုံးနှစ်အထိအသက်ရှင်နိုင်ပြီးတစ်နှစ်ကိုနှစ်ချိန်သုံးချိန်ဥဥတက်ပါတယ်တဲ့သူတို့ရဲ့အညိုရောင်အမွှေးအတောင်လေးတွေကချစ်စရာကောင်းပြီးတော့လူတွေရဲ့ဘေးမှာနေရတာကိုနှစ်သက်ကြပါတယ်တဲ့သူတို့ကိုကြက်ဟုအကံဆန်စီလေးတွေကျွေးပြီးမိတ်ဆွေလည်းဖွဲ့နိုင်ပါတယ်တဲ့ကဲစာကလေးတွေအကြောင်းကိုသိပြီဆိုတော့မိကွန်လေးတွေအတူတူဖြည့်ကြည့်အောင်နော်စာကလေးတွေကဘယ်လိုနေထိုင်တတ်ကြလဲ၁တကောင်နေနေတယ်၂နှစ်ကောင်နေနေတယ် သုံးအုပ်စုဖွဲ့ပြီးနေတယ်။အုပ်စုဖွဲ့ပြီးနေရဆိုရင်တော့အဖြေလေးတွေမှန်ပါရဲ့နော်။ကဲနောက်ထပ်အကောင်လေးတွေကိုစပီနာထောင်ကြည့်ရအောင်။ common m y n a တတမမီမျိုးကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့တတမမီမျိုးပတ်ဝန်းကျင်မှာခဏခဏမြင်တွေ့ရတတ်တဲ့ဇယက်ငှက်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဇရက်ငှက်လေးတွေကအတန်မျိုးစုံထွက်နိုင်တဲ့ငှက်လေးတွေဖြစ်ပါတယ်တဲ့ဇရက်တွေဟာအခြားငှက်တွေရဲ့အတန်မျိုးကပါအတုခိုးနိုင်ပါတယ်တဲ့သူတို့ကမျိုးပြနေရာတွေကိုနှက်သက်ပြီးအိမ်တွေရဲ့အမိုးအောင်တစ်ပင်ခွာကြဗလာတွေမှာအတိုက်လုံးတွေရှိပါတယ်တဲ့လူတွေနဲ့အတူနေရတာကိုသဘောကျတဲ့အတွက်လူနေအိမ်တွေနားမှာနေတတ်ကြပါတယ်တဲ့ ဇရက်တွေမှာအညိုရောင်နဲ့အဝါရောင်ရောတဲ့အမွှေးတွေရှိပါတယ်တဲ့အညိုရောင်ကတော့အဓိကဖြစ်ပြီးခြေထောက်နဲ့နှုတ်သီးကအဝါရောင်ရှိပါတယ်မျက်လုံးသားတစ်ဝိုက်မှာအဝါရောင်အစင်းလေးတွေပါရှိပါတယ်တဲ့ဇရက်လေးတွေကအစားအစာမျိုးပဲစားတော့ကြပါတယ်သူတို့ဟာပိုးမွားတစ်သီးစပါးစိတ်လူတွေစွန့်ပြစ်တဲ့အမိုက်တွေကအစားအစာတွေကိုပါရှာဖွေစားတော့နိုင်ပါတယ်ဇရက်လေးတွေကတခြားငှက်တွေနဲ့မတူတာကတော့သူတို့ကရန်လိုတတ်တဲ့ ာရှိပါတယ်တဲ့ဇရက်တွေဟာသူတို့ရဲ့နေမျိုးကို အလွန်ကာကွယ်တတ်ကြပါတယ်တခြားငှက်တွေသို့မဟုတ်အိမ်မွေးတိရစ္ဆာန်တွေကို အနည်းငယ်ပေးနိုင်တဲ့အထိသူတို့ကရန်လိုတတ်ပါတယ်တဲ့ ဇရက်လေးတွေဟာတစ်နှစ်ကိုနှစ်ကြိမ်သုံးကြိမ်ဥဥပြီးတစ်ခါဥဥရင်၄ဥကနေ၆ဥအထိရှိပါတယ်တဲ့မြန်မာနိုင်ငံမှာတော့ဇရက်နှစ်ကောင်ကိုအတူတူတွေ့ရင်ကံကောင်းတယ်လို့ပြောတတ်ကြပါတယ်ဇရက်လေးတွေရဲ့ပြောစရာကောင်းတဲ့အပြုမူတွေကိုလေ့လာကြည့်ရင်လည်းအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်နော်ကဲအခုဇရက်လေးတွေအကြောင်းပြောပြပေးပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်ဇရက်လေးတွေရဲ့အဓိကအရာကဘာအရာလဲ၁အပြာရောင်၂အညိုရောင် 3အဖြူရောင်အညိုရောင်ဆိုရင်ဖြည့်လေးတွေဆိုတာလေနော်။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။ P I G E O N Pigeon တာတာမီမီတို့ကိုဒီနေ့ပြောပြဖို့ရွေးထားတဲ့အကောင်လေးကလည်းတာတာမီမီတို့သိသီးသားအကောင်လေးပါပဲ။ဘာကောင်လေးလဲဆိုတော့ခိုလေးတွေအကြောင်းပဲဖြစ်ပါတယ်။ခိုလေးတွေကဘယ်တော့မှလမ်းပြောက်မသွားနိုင်တဲ့ငှက်လေးတွေဖြစ်ပါတယ်တဲ့။ ခိုလေးတွေဟာအိမ်ပြန်လန်းကိုအလွယ်တကူသိနိုင်ပါတယ်။သူတို့ဟာကမ္ဘာတန်လိုက်ဆက်ကွင်းနဲ့နေရာတွေကိုမှတ်မိနိုင်ပြီးမိုင်ပေါင်းများစွာဝေးတဲ့နေရာတွေကနေတော့အိမ်ကိုပြန်နိုင်ပါတယ်တဲ့။ခိုလေးတွေရဲ့နောက်ထပ်ထူးခြားချက်က노တိုက်ကျွေးနိုင်တဲ့နှက်လေးတွေဖြစ်ပါတယ်။ခိုမလေးတွေဟာလေချောင်းအိတ်ထဲကနေလို့လိုအရေကိုတားပေါက်လေးတွေကိုတိုက်ကျွေးပါတယ်တဲ့။ဒါဟာတခြားငှက်တွေနဲ့မတူတဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ ခိုလေးတွေဟာသမိုင်းတလျှောက်စာပို့တဲ့သူတွေဖြစ်ပါတယ်တဲ့ရှေးခေတ်ကလေးကလူတွေဟာခိုတွေကိုစာပို့ဖို့အသုံးပြုခဲ့ကြပါတယ်တဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာခိုတွေဟာအရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးခဲ့ပါတယ်ခိုလေးတွေဟာလည်းအယောင်ဆောင်နဲ့ညှက်တွေဖြစ်ပါတယ်ခိုလေးတွေမှာမိခိုးရောင်အဖြူရောင်အနီရောင်အညိုရောင်အစရှိတဲ့အယောင်အမျိုးမျိုးရှိပါတယ်တချို့ခိုတွေမှာအမွှေးအတောင်ဖလှလှပပလေးတွေလည်းရှိပါတယ်တဲ့ ခိုလေးတွေဟာမြို့ပြအနှက်တွေဖြစ်ပါတယ်။ခိုလေးဟာမြို့ကြီးတွေမှာအများဆုံးတွေ့ရတဲ့အနှက်တွေဖြစ်ပါတယ်။ပန်းချံတွေအဆောက်အဦတွေရဲ့အမိုးပေါ်မှာအစာရှာလေးရှိပါတယ်တဲ့။ခိုတကောင်ဟာတနအီကိုမိုင်90 60အထိပြန်နိုင်ပြီးတော့ပိုးရှိခစ်ကလေးကလူတွေနဲ့အတူနေထိုင်ခဲ့ပါတယ်တဲ့။ခိုလေးတွေကိုတော့ဆန်စိပြောင်းပူးစိလေးတွေတွေ့ပြီးမိတ်ဆွေဖွဲ့နေပါတယ်တဲ့။ကဲအခုခိုလေးတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်။ ထိုးရှိခက်ကခိုးလေးတွေကလူတွေအတွက်မလုပ်ပြီးခဲ့လဲ၁အရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးတယ်၂လူတွေအတွက်ဈေးဝယ်ပေးတယ်၃အစာရှာပေးတယ်အရေးကြီးတဲ့စာတွေကိုပို့ဆောင်ပေးရဲဆိုရင်တော့တသမီမျိုးရွေးထားတဲ့အဖြေလေးမှတ်ပါရဲ့နော်ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်